ုံလုံးလိုလိုသွမ်းမိုးနေတယ်။ဘာလို့လဲဆိုတော့ဒီဇက်ကိုစဖတ်ထွက်ရတယ်။အရန်မိုက်ဇက်ကြီးကတော်တော်မိုက်တယ်။တော်တော်မိုက်တယ်။အရန်မိုက်အိမ်မှာနေတယ်ကဘယ်မှာအဘယ်ရဲ့အဲအဲအဲ့ကွာအဲ့ကွာလေမဖြစ်တယ်။ဒါဆိုလေတတို့သမီးလေးတို့သမီးမှုဝင်ဝင်တို့သမီးမှုလေးဝင်ဘယ်တော့လာခေါ်မလဲပေါ့ဘယ်လိုမျိုးလဲဘယ်လိုမျိုးလဲဆောက်ညော် ဟုတ်ဟိုပါပေါ့မလဲဟိုဒီဇန်လေးရင်စပြီးတော့အာဒါဖတ်ဖို့ပို့ထားတယ်ပို့ထားတော့ဟိုပါပေါ့နောင်တမြင့်မြင့် character ဆိုတော့မလဲဇက်ဖတ်လိုက်တော့လောကအရန်အိုအမိုက်မိုက်တယ်စကြီးကဗန်တီးထားတဲ့ကဘာကြီးကအရင်မိုက်တယ်ပေါ့နော်ဆိုတော့ဟိုလာကန်းနဲ့နဲ့ကောင်ပါဗလဲအဲ့လိုတော်တော်လေးကိုကိုဟိုဘယ်လိုပြောမလဲပျော်မိတယ်ပေါ့နော်ဒါဆိုဒီလို character မျိုးကြတော့ဟိုဒါဇက်နဲ့တကယ်လိုက်ဖက်တဲ့သူ ပေါ့ဘလဲနဲ့သူတို့နောက်တမိမိနေရမှာဘလဲကိုမြင်နေဆိုတော့လေကိုယ်တိုင်းလည်းအဲအကြောင်ဇက်ကိုလည်းတော်တော်လေးကြိုက်တယ်ပြီးတော့ဟိုပါပေါ့အလုံးလောက်ရမှာလည်းဒါဝတ္ထုဆိုလည်းဒါအမှတ်ကြီးဆို လက်မကျော်နေစီပေါ့ပြီးတော့သူတို့အခုပြရဘက်ကဖက်ဆက်ဒါကိုရီးယားဒါရိုက်တာတွေလည်းပါတယ်ဆိုတော့ကိုအတွက် အများကြီးပေါ့နော် challenge တစ်ခုဖြစ်မယ်လို့ယုံကြည်ရပြီးတော့ကလည်းသူတို့ Netflix တိပါတင်မယ်ဆိုတော့အများကြီး challenging ဖြစ်မယ်လို့ထင်နေပေါ့နော်ဆိုတော့အားကြောင့်ဒီ character ကိုလည်းရအောင်ဝေးပြီးရိုက်မယ်ဆိုပြီးတော့မဖြစ်တာပါလက်ခံလိုက်ပါကျွန်တော်ကကြတော့ဒီထဲမှာမဟာလွမ်းပေါ့နော် ဟေဇဲဇက်အဓိကဟေဇဲဇက်ကိုကြိုက်တယ်ဟေဇဲပြိတ္တလည်းဖြစ်တယ်ပထမတကားလည်းဟေဇဲဇက်ဒုတိယမြောက်လက်ထပ်ခွင့်ဆိုတော့ကျွန်တော်ရပ်ဘူးရယ်မတ်ကျော်နဲ့ပဲဆိုတာလေအဲဒီလိုမျိုးလာကန်လန်းတဲ့အချိန်မှာကျွန်တော်ရန်ဝမ်းတောင်ပြီးတော့ဒီလိုမျိုးကဒီကျွန်တော်မြန်မာနိုင်ငံမှာတိတ်ပြီးတော့ဖန်ဒီတဲ့ပြတဲ့အထဲမှာပါတယ်ဒီလိုမျိုးစိတ်ကူးရုံဆိုဆိုကြိုက်လို့လွတ်လပ်စွာစိတ်ကူးရုံလို့ရတယ်ဆိုတော့ဒါတွေကလည်းကျွန်တော် ကိုယ်တိုင်အဲဟိုအစဲစိတ်ကူးရင်မှုနဲ့ကျွန်တော်တို့ရဲ့ idea လေးတွေပေါင်းဆက်ပြီးဒီလိုမျိုးလေးတွေဖန်တီးပြတာဆိုတော့လေအဲအကောင်းဆုံးကျွန်တော်တို့ကျူးစားဖို့အတွက်ဒီချိန်မှာအကောင်းဆုံးတည်ဆောက်နေပါတယ်အဓိကကျွန်တော် stylish ပေါ့နော် IV IV Chong Steven Chong ဝင်နေမှာပေါ့ဒီဒီသူသူ့ရဲ့ idea လေးတွေလည်းပါတယ်ပြီးတော့ Hazel ကသူလိုချင်တဲ့မကြော်နဲ့ကျွန်တော်တို့ script meeting preparation နှစ်ခါလောက်ကျွန်တော်လုပ်လိုက်တယ်ဆိုတဲ့အချိန်မှာအဲသူတို့လိုချင်တာတွေကျွန်တော်တို့ရဲ့ idea တွေအကုန်လုံးပေါင်းစပ်ပြီးတော့ဒီလိုမျိုးလေးတွေဖန်တီးပြတယ်လို့ထင်ပါတယ်ဟုတ်ထပ်ပြီးတော့ဖန်တီးထားတဲ့အရာတွေအများကြီးရှိပါတယ်ကျွန်တော်တို့ကာအဲရိုက်တဲ့အခါကျရင်ဒီဒီလိုမျိုးတွေရောဒီလိုမျိုးထက် idea အရာတွေရောကျွန်တော်ဖန်တီးပြလိမ့်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ဒီပြရဲ့ပုံစံကမင်းသားလေးတို့ပါဟုတ်ဒီပြရဲ့မင်းသားလေးတို့ပါဘယင်ပါမင်းသားတဲ့ဘယင်ပါဘယင်ဘယင်ဘယင်တက်မဲ့ လမ်းတက်မဲ့အင်းရှိစက်ဟုတ်ဖြစ်တာပေါ့မှာ challenge လည်းဖြစ်တယ်တာဝန်လည်းကြီးတယ်ကြိုးစားဖို့လည်းလုပ်ဖို့လည်းအခုချိန်တက်စုပွက်နေပြီကွာဒီထဲမှာဆိုတော့ညာမျောလဲတာဒီချိန်မှာဟိုဘာလုံးမှမလုပ်ဘူးအိမ်မှာနေတယ်ဆက်ခရစ်ဖတ်တယ်စိတ်ကူးရင်လည်းဟိုပါရေးအစ်စ်အစ်စ်တွေထပ်လုံနိုင်မယ်ဆိုတာစဉ်းစားတယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးတွေပဲဒီအပိုင်းလေးတွေဖြတ်တန်းနေပါတယ်ဒီ၁၀ရက်နေ၁၈ရက်နေကျွန်တော်စာရိုက်ရှေ့ရပဲအချိန်ရတယ် ီ change ဆိုတာအရင်နေတဲ့ကျွန်တော်တို့ costume season ဖို့အတွက်တည်းရောကျွန်တော်တို့ character တည်ဆောက်ဖို့အတွက်တည်းရောအရင်အချိန်ရနေတယ်အချိန်ဘယ်လိုလေးအတွင်းမှာဒီအကောင်းဆုံးပြင်ဆင်နေတယ်အဲ့ဒီပဲအင်းပါပါအကုန်လုံးလူလူလွှမ်းမိုးနေတယ်ဘာလို့လဲဆိုတော့ဒီဇက်ကိုဆက်ဖတ်ထွေးရတယ်အရင်မိုက်ဇက်ကြီးကတော်တော်မိုက်တယ်တော်တော်မိုက်တယ်ရမ်းမိုက်ဆိုတော့စိတ်ကူးကပြောဆိုစိတ်ကူးရင်လိုက် script ဖတ်လိုက်အိမ်မှာနေတယ်ကဘယ် ်အဘိရဲ့အဲအဲအဲ့ကွာအဲ့ကွာလည်းမဖြစ်တယ်သူဆိုလည်းတို့သမီးလေးတို့သမီးမှုဝင်ဝင်တို့သမီးမှုလေးဝင်ဟုတ်ရောလာခေါမလဲပေါ့ဘယ်လိုမျိုးလဲဘယ်လိုမျိုးလဲဆောက်မျောနေ dragon bar ဟုတ်လားဒီအဲ့နည်းနည်း inspiration က game of thrones house of dragon အဲ့ဘက်လေးတော့နည်းနည်းလေး inspire သဘင်လို့ပါလို့အစားပေါ့နော်ကိုရန်းလည်းအဲ့အဲ့စိတ်ကူးရင်ဒါရသူ့ကဘာကိုအရင်ကြိုက်တယ်ဒါပြီးတော့အခုကလည်းဒီဟာမှာအာဒါမှဟိဆိုသူ့စိတ်ကူးရင်ပုံစံနဲ့ပုံဖော်ထားတဲ့ ပုံစံလည်းနည်းနည်းလေးအလိုလေးသွားဆင့်နေဆိုတော့လေဘလဲတို့ဟိုစိတ်ကူးရင်လို့လည်းအရန်ကောင်းတယ်အစကဟိုရိုက်တော့မရရတယ်ဒါပေမဲ့အခုဖတ်နေရင်လည်းကိုယ့်အကိုဝင်စားရင်လည်းအာမျိုးလုံးနဲ့မှအဲ့လိုပုံဖော်ရတာအရန်ကောင်းတယ်ဟုတ်တယ်ဟုတ်ဟိုပါဘောဟောက်စင်းဟိုရိုက်တော့မရရ အဓိကတော့စိတ်ကူးယဉ်ကြည်ရပါတော့ကိုယ်တိုင်နောက်တမိမိနေရာမှာဆိုရင်အာသူဘယ်လိုဖြစ်မလဲသူမှုဘယ်လိုသွားမလဲအာအဓိကကတော့ ဒရာမာဖြစ်တဲ့အတွက် suspense drama နောက်ဖြစ်တဲ့အတွက်အဲ့လို emotion နေရတော့အများကြီးပဲဒီထဲမှာဆိုတော့အဲသူမှုလေးနောက်ပြီးတော့နောက်တစ်ခုက Blair Rada ဟိုဖန်တီးတဲ့ကဘာကြီးဖြစ်တဲ့အတွက်အဲ့လိုဆက်ဆက်ပြီးတော့မွေးရတာပေါ့ character တော်တော်မွေးရတယ်အဲ့မှာမွေးရပါမှာ history ပေါ့သူတို့ရဲ့ဇက်ကောင်ရဲ့နောက်ကျောင်းနေကိုလည်းတိတိကျကျကိုကိုရန်နားလည်တာဘူးလူတွေဟိုပရိသတ်တွေကို Blair Rada ရှင်းပြရမှာလေဒီလိုဇက်လန်းနေဆိုတော့ကျွန်တော်ကိုရန်ရကြတော့ဘာဖြစ်နေမှမသိဘူးသူကဘယ်သူနဲ့ ဒီကဒီကလည်းဟို Royal Sanzan ဆိုတော့ဒီ Nandwin နေအကုန်လုံးဟာဟိုအရန်ရှုပ်တယ်ဘယ်ဘယ်နိုင်ငံက Nandwin ပဲဖြစ်ဖြစ်အရန်ရှုပ်တယ်ဆိုတော့ဒီကမှလည်းအဲ့လိုပဲရှုပ်နေတာကျုံရောဆိုတော့ကိုရန်ကလည်းဘာဘသူကဘာမှမသိဘာဘာမှအဲ့လိုမသိတာရဲ့အဆင်မပြေတော့အဓိကအဲ့လိုလိုက်ပြီးတော့ Back Story Back Story အကုန်လိုက်ဖတ်အကုန်လိုက်ကြည့်အကုန်လိုက်စဉ်းစားအဲ့လိုတော်တော်တော့မွေးရပြီးတော့ Whistle Costume နေလဲ ဖန်ပြင်ဆင်ရတယ်ပေါ့နော်ဟိုအပြင်ဟိုအခုနောက်ပိုင်းကကျတော့မင်းသမီးတွေတော်တော်များများဟို character ဝင်အောင်ပဲဝတ်ကြရတယ်ဟိုလိုအရင်ခေတ်တုန်းကလိုလှအောင်လို့ဆိုတာအထက်ဒါပေမဲ့ဒီကားမှာဘယ်လိုဝတ်စားပိုင်းကဘေးယူဆိုင်ကရတယ်တော်တော်လေးဝတ်စားရော့ဟိုရော့တာအထက်ဝတ်စားလွဲသွားလို့မရဘူးလွဲသွားရင် ီပြိတ္တိမြင်ရတဲ့အမြင်နဲ့ကြည့်ရတဲ့ဒေသတော်တော်ဟပါမှာဆိုတော့လေအဝိဇ္ဇာတော့ပြင်ဆိုင်ရတယ်ဟုတ်တော်တော်ပြင်ဆင်နေရပါတယ်ဟုတ်မဟာလွန်းနေရာမှာကိုထအောင်ရှာရင်တို့တိလိုက်ရတဲ့အခါမှာတော့တော့ကဘသူမှတော့လက်မခံစရာအကြောင်းမရှိဘူးလို့ထင်ပါတယ်ဒါအာဘယင်ရေကြောင်းဆို Thank you ဘယင်ဗောဒါဘယင်ဖြစ်လာမဲ့ဒါအာဘယင်သားတော့ Ancient ဘယင်ဗောဘယင်တော့ဒါ ဟိုတော်တော်ဟိုအကိုပုံစံနဲ့ ါတော်တော်ဒါအပြင်ပိုင်းအဒီ features character အရဆိုလေတော်တော်လိုက်ဖတ်တယ်အပြီးတော့ဒီ character သေဥစား item ဘိုင်းကတော့ဒါပြောစရာမလိုဘူးပေါ့နော်ဆိုတော့အလဲကတော့ဒါမဟာလွမ်းနေနဲ့တော့ဒါအောင်ကြောင်းတော့မြင်မိပါတယ်ကိုရိုင်းလည်းအဒါတူတူလိုက်ပြီးတော့ဒီလိုမျိုးအလုပ်လုပ်တဲ့အခါမှာလည်းဒါကိုခင်မင်းရင်းပြီးသားသူဆိုတော့ lead chemistry ကတော့ဟိုမိပြီးသားဆိုတော့တော်တော်လေးဟိုအဆင်ပြေမယ်လို့တော့ထင်ပါတယ်ဟုတ်အဲ နှစ်အနှစ်ဒီနေ့ဒီချိန်ကြီးဘယ်လိုရောเนาะကျွန်တော်ကအဲ့လိုမျိုးဖြစ်ဒီနေ့အနှစ်ကတော့ကျွန်တော်နေရရှိမှာဒါမဟာရဲ့ဒါဆလန်ဆလန်ရဲ့တခုချီးပလေယာကိုတတိချီးပလေယာကိုလေးရိုက်ခဲ့ဘူးလေရိုက်ခဲ့ဘူးအဲ့ထဲကနေပြီးတော့ကျွန်တော်ကမောင်နှမတွေလို့ခင်မရင်းနေပြီးသားဖြစ်နေအဲ့ထဲကဒရိုက်တာအတိုင်းကိုဒီနေ့ဒီချိန်အဲ့တော့ဆိုတက်ကတော်တော်ကြာနေနှစ်နှစ်လားသုံးနှစ်လားမသိဘူးဖြစ်နေအဲ့အတိုင်းပဲအဲ့အဲ့ထဲက ကာရိုက်တာနာမည်လေးတွေပေါ့သူဆိုရင်အနှစ်ကျွန်တော်ဆိုရင်ညီအဲအပြင်မှာအဲ့လိုမျိုးအရင်ကခေါ်ပြင်းနှုတ်ကြိုးတွေသူဆိုရင်ကျွန်တော်အနှစ်သူကလည်းကျွန်တော်ကညီပဲအဲဒီလိုမျိုးဆိုတော့လေပြောချင်တာကကျွန်တော်တို့ကအခင်မင်းရင်းနှီးမှုလည်းရှိပြီးသားအဲအလုပ်လည်းအတူတူတွဲလုပ်ခဲ့မှုတဲ့အဲမောင်နှမတို့လိုလည်းအပြင်မှာအခင်မင်းရင်းနှီးပြီးသားဆိုတော့လေဒီထဲမှာသူ့ကိုယ့်ရဲ့တတို့သမီးလောင်းလေးဖြစ်အဲ့လိုမျိုးထိတ်ကူးရင်ဘူးကအရင်ကြီးကိုစူးစမ်းရမလို့အရှိမအရေကကိုယ့်ရဲ့ ဟိုရိုက်ခဲ့ဘူးရဲ့ဆိုလမ်းတွဲမှာသူကကိုယ့်ရဲ့အမျိုးသမီးဖြစ်နေတယ်ဆိုတော့ဒီမှာဒီလိုမျိုးကအသက်ပြန်ပြီးတော့စိတ်ကူးရင်ရတဲ့အခါမှာအရင်မိုက်ပါတယ်သူနဲ့လည်းရင်လိုက်ဖက်တယ်လို့ထင်ပါတယ်အဲသူ့ရောမှဝက်စားပုံစံလေးတွေပူရှာပေးနေတာသူ့ပုံစံလေးနဲ့အရင်လိုက်တယ်အခုစပင်စီးထားတဲ့ပုံစံမျိုးလေးပါညာ interest မှာစပင်မိုးလေးလောက်ဝယ်ရလေးနဲ့ဆိုလိုက်မယ်ပေါ့နော်ဆိုပြီးတော့ဘိုးကပါဗီနာအကြံဉာဏ်ကြီးညာပေးနေတယ်ဆိုတော့ဖြစ်ပါတယ်ဟုတ်တယ် ဟုတ်တယ်ဟုတ်ဘူးခုနပြောဘလဲကြခင်တာကြာပြီဆိုတော့လေဒါကိုထောက်ရှိုင်းကိုထောက်ရှိုင်းနေနေတာတီးပြီးသားဇက်ကောင်နေနေလည်းမြင်ဘူးပြီးသားအဲ့ဒါမှမှအခုဒီနေ့မှဟိုညင်အတွေ့ရတဲ့အမှုအရာဆိုရင်တော့ကျင်းကြီးရဲ့ဒီနေ့ကဒါကိုထောက်ရှိုင်းက30%လောက်ပဲရှိပြီးတော့မဟာလွမ်းကတော်တော်လေးကိုဒါဝင်စားနေဝင်အဲ့လိုလွမ်းနေပေါ့နော်ဆိုတော့ဟိုဒါ ပြောရမလဲမွေးနေပါပြီ character တွေမွေးနေပြီဟုတ်ဆာမွေးနေဆိုတော့တိစောင်းနေတာတိစောင်းနေဆိုတာလေကျွန်တော်တို့ကအခုလိုမျိုးဟိုဒီလိုဒီမဟာလွမ်းဖြစ်အောင်ကိုယ်စိတ်ထဲမှာစိတ်ကူးရင်ယူတော့ပြီးတော့ဟိုလုံမာတာလေဒီရိုက်တဲ့အခါမှာကျွန်တော်ဒီမှာ100လောက်တင်တာဟိုမှာ80 90လောက်တော့တောင်းပါတယ်ဒါဆိုတော့ယူပြီးတော့ပြင်ဆင်မအောင်ရလိမ့်မယ်ထင်တယ်အဲဒါကြောင့်မို့လို့ကျွန်တော်အဲ့လိုမျိုးပြင်ဆင်ထားပြင်ဆင်ပြထားတယ်ဟုတ်ကဲ့ ပြည်သက်တွေအားလုံးကျွန်တော်တို့ညီပုံပေါင်းပါတယ်အကောင်းဆုံးကြိုးစားပါမယ်အရင်ပုံစံမျိုးတွေနဲ့ယာတတွေနဲ့မတူတဲ့ယာတအတစ်ကိုခံစားရလိမ့်မယ်လို့ညွှန်လင်းပါတယ်ကျွန်တော်နိုင်ငံတကာ Netflix အထူးပါတက်ဖို့ညွှန်မန်းထားတဲ့အတွက်အကောင်းဆုံးကြိုးစားမှာပါ။အဝယ်စာရောစိတ်နေစိတ်ထားဒီထဲရဲ့ character အတိုင်းပုံစံနဲ့ဖြစ်အောင်အဲ Hazel စိတ်ကူးရင်ထားတဲ့အတိုင်းဖြစ်အောင် Hazel ပြဿနာတွေလည်းကျင့်တဲ့အထူးဖြစ်အောင်ကျွန်တော်အကောင်းဆုံးကြိုးစားမှာပါ။အဲ့တော့အားလုံးအားပေးကြပါလို့ဖိတ်ခေါ်ပါတယ်။ ဟိုပါဘောဘလဲရောအခုကအာ pre ဘောเนาะ pre production အနေနဲ့ဂျူတင်ပြင်ဆင်မှုပိုင်းမှာအများကြီးလုပ်နေကြပါတယ်လို့အကုန်လုံးပေါ့เนาะဒါရိုက်ကူးရေးဘက်ကကောဘလဲရောဒီဘက်သုံးဆောင်ဒီဘက်ကပြင်ဆင်ရမယ့်ပိုင်းမျိုးအားလုံးအားလုံးကအများကြီးယူစားပြီးတော့အာဒါဟိုပြင်ဆင်နေတယ်တကယ်တမ်းရိုက်ကူးတဲ့အခါမှာလည်းအများကြီးအားထုတ်ပြီးတော့ရိုက်ကူးကြမှာဖြစ်တဲ့အတွက်ပြည်သက်တွေလည်းအခုအခုရရတော့စိတ်ဝင်စားမှုတခုရရှိမယ်လို့ဟိုထင်တယ်လို့ဘလဲရောဒီ ဘရင်သူတို့သမီးကားလေးပေါ့နော်ဇလံတွဲထွက်လာတဲ့အခါမှာလည်းစောင့်မျှော်ကြည့်မယ်လို့ထင်တယ်ယုံကြည်ရဲ့အဲ့အတွက်ကြည့်ရတာစောင့်ပေးရတာမျှော်လင့်ရတာကျိုးနတ်အောင်လို့တာဝန်ကြည်တာထပ်ပို့အောင်လို့လည်းအများကြီးစူးစမ်းပါမယ်အားပေးပါအောင်လို့ပြောချင်ပါတယ်ဟုတ်